မင်္ဂလာပါညရှိခွာဆာဆောင်မနှုတ်ခွန်းဆက်သားပါရယ်ဒီညဖတ်ပြမယ့်အကြောင်းအရာကဘုရားသခင်ကသူ့ရဲ့သားသမီးတွေကဘယ်အခြေအနေမှာပဲရှိနေမစဉ်အသုံးပြုတဲ့ဘုရားဖြစ်တယ်ဆိုတဲ့အကြောင်းကိုဖတ်ပြမှာဖြစ်ပါတယ်မက်ရှလ9ရက်2025ခုနှစ်ဒီနေ့ခုနှစ်နေ့သင်တို့ဒီအထက်ကဝင်လျက်ရှိတော်လဲယခုမှယေရှုခရစ်၌ဖြစ်၍အသွေးတော်အဖြစ်အနီးသို့ရောက်ကြပြီးအင်ဖာအော်ရာစာအခန်းချင်းနေခန်းငယ်73ခေါင်းစဉ်ကအသွေးတော်နေပြည်တော်တွင် အင်္ဂလိပ်စာပေသမိုင်းမှာတော့ဝီလျံကူကသည်ထင်ရှားသောကဗျာရှရာတဝန်းဖြင့်ရှင်းရင်းဝင်ခဲ့ပါသည်။နိုဝင်ဘာလ15ရက်1932ခုနှစ်မှာဝင်ဖွား၍မိခင်မှာ တော်ဝင်သွေးမင်းမျိုးဖြစ်ပါသည်။ဖခင်ကတော့ဓမ္မဆရာပါ ကူပါသည်ခန္ဓာမတန်ဆွမ်းသူချီးနှဲ၍အားနေသူဖြစ်ပါ၏မိခင်ကိုချီး၍အားကိုးတော်လဲသူ၏အသက်6နှစ်မှာပြီမိခင်ကတည်ဆုံးသွားခဲ့ပါသည် တွန်ကမ္မစရီကူပိုင်ဘဝသည်ခဲရင်ကြံတက်လျက်လိုင်းပုံလေးထံရေးဆန်သောခီးဖြစ်ခဲ့ရပါ၏ပင်မလို့၍မခံစားနိုင်သောကြောင့်စိတ်ဓာတ်ကြောင့်မိမိကိုယ်ကိုတင်ချောင်းမြင်ကြံခဲ့ရပါသည်သည် ဥပဒေပညာကိုသင်ယူရှိမှု၍အောင်မြင်တက်မြောက်ခဲ့သော်လည်းရှင်နေများတရားသူကြီးများရှိမှငင်းခုံရန်ကြောက်ရွံ့သောကြောင့်အလုံးမဖြစ်ခင်ပါနောက်ဆုံးမှာစိတ်ချမ်းမရေးစင်ယူသို့ပူးဆောင်ခြင်းခံရလျက်ဆွေရှင်လာများချီနှောက်ခြင်းခံရပါ၏စိတ်ချမ်းမရေးစင်ယူမှနေစဉ်ကာလလုံးဆောင်စီရာမရှိဘဲကျန်းစာအုပ်ကသာဖတ်စရာရှိ၍ဖတ်နေခဲ့ပါသည် တနေ့မှာတော့ယောမဝါရစာအခန်းကြီး၃ခန်းငယ်၂၅ကိုဖတ်မိလေ၏ ဖျားသခင်သည်တီးခတ်တော်မူ၍လွန်ပြီးသောဒုရှိုက်ပြများကိုမှတ်တော်မူရာတွင်ထိုအချိန်မှာသူ၏တန်33နှစ်ရှိပါပြီဖျားသခင်မြတ်တာတော်ကိုနားလည်ခံစားရသည့်နောက်မှာအသက်ထာပြောင်းလဲ၍စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်လာပါသည်ထို့နောက်မှာကူပါသည့်ဆရာတော်အန်ဝင်းသမီး Mrs. အန်ဝင်းနှင့်တွေ့ဆုံက ခင်မင်ခွင့်ရခဲ့ပါသည်။ဒီမှသည်ကူပါအတွက်အလွန်ခိုင်ခန့်သောမြေမြတ်သောအဖျော်တငယ်ချင်းဖြစ်လာခဲ့ပါသည်။ကူဝိုင်းအုတ်ထင်းသူဖြစ်တသက်လုံးကာလတာပတ်လုံးအဆုံးထိမဆာကူညီသူမြစ်တာပြခဲ့သူဖြစ်ပါသည်။ဝီလျံကူပါနှင့်ဂျော်နျူတန်တို့သည်အုန်းနေတဲ့ချင်းစာအုပ် only him ကိုပူတွဲထုံဝေခဲ့ပါသည်ဒူဆောင်းမှာကူဝိုင်းတချင်းစ69ပုံပါဝေကမြန်မာပြည်မှာယုံကြည်သူတို့နှစ်သက်လာတော့ အသွင်းနှစ်ပြည့်တော်တွင်ပြည့်ပြီကျူ There's a fountain filled with blood လဲပါဝင်ခဲ့ပါသည်တတရလျှောက်လုံးမှာပင်မရွှာရုံခံခဲ့သောကူပါသည်အသက်33နှစ်ယောက်ကမှစတင်တုံ့ပြုခဲ့ပါသည် သူအသေးဆုံးခန့်ဒီမှာတော့ကျွန်တော်အတွက်ကောင်းကင်တကာပွင့်ပြီးဟုပြောရင်းမျက်နာသည်လေးလံ့နေသည်ဟုမှတ်တမ်းရှိပါ၏ကာယအားနေတော်လဲဖျားသခင်သည်သူ့ကိုအံ့ဩဖွယ်အသုံးပြုခဲ့သောအကြောင်းမှာအလုံးဖျားရင်ကောင်းပြီးပါစေ